အားလုံးပဲမင်္ဂလာပါ The United Show ကနေပြောမှာကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့မနေ့ညတော့ Manchester United က Leicester ကို C3 ဆိုတဲ့ရလန်နဲ့နိုင်ရရှိခဲ့တယ်ဆိုတော့ အာတွင်းကိုရီအကြောင်းနေဒါမှမဟုတ်လို့ရှင်မန်ချက်စတာယူနိုက်တက်ကတခြားသောကစားဟန်အကြောင်းနေဒါတွေအားလုံးကတော့တင်ဆက်ပြီးသားဖြစ်လိမ့်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ကတော့အဓိကအဖြစ် Top Football ကနေပြီးတော့မှ Manchester United ကကစားကွက်နဲ့ပတ်သက်ပြီးတော့မှအဓိက discuss လုပ်မှာဆိုတော့ Manchester United ကမင်းညားကကစားခဲ့တဲ့ကစားဟန်မှာဆိုလို့ရှင်အားမရစရာတွေအများကြီးရှိတယ် Manchester United အနေနဲ့သူတို့ရဲ့ overall ကစားဟန်ကပြီးခဲ့တဲ့ပွဲစဉ်တွေထက်စာလို့ရှင်ပို့ပြီးတော့မှအာပင်ပန်းနေတဲ့ပုံစံမျိုးကိုမြင်ရတယ်ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ရဲ့မင်းညားကပေါ်လုံးပိုင်ဆိုင်မှုက၄စိန်နဲ့မှ600ခိုင်နှုန်းရှိတယ်။ဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့ရူဘင်နမိုရင်းသွားခြင်းတဲ့ပုံစံရူဘင်နမိုရင်းပေါ်နေတဲ့ပုံစံကကျွန်တော်တို့အားလုံးလည်းတဖြည်းဖြည်းချင်းဒီနောက်ပိုင်းပွဲစဉ်တွေမှာ result ကိုပို့ပြီးရမှမိလာတာကိုမြင်ရလိမ့်မယ်။အဲ့တော့ okay ကျွန်တော်တို့ United ရဲ့ BFS ကနေစားလိုက်ကြရအောင်။ BFS ကကျွန်တော်တို့ center back ကစားသမား3ယောက်ရှိမယ်။ဒါအပြင်ကိုကျွန်တော်တို့ midfield ကစားသမား 2ယောက်ရှိမယ်ဖစ်ဖို့ကစားသမား2ယောက်ပြီးသွားလို့ရှိရင် attacking midfield ကစားသမား2ယောက်ဒီနေ့သားတစ်ခုမှာမင်းညာက Leicester နဲ့ပွဲမှာတော့ Manchester United ဒီမှာအဘေးအပ်ဆုံးပါဆိုလို့ရှိရင်စနေဘက်ကစားသမား3ယောက်ရှိတယ်။ဒါက neutral ပဲ။ progression ဆုံးပါဆိုလို့ရှိရင် Manchester United က attacking midfield ကစားသမား1ယောက်က deep ကိုဆင်းနေပြီးသွားလို့ရှိရင်ကျွန်တော်တို့နောက်ထပ် pivot ကကစားသမား1ယောက်ကရှေ့ကိုတက်တယ် Bruno ကရှေ့ကိုတက်တယ်ပေါ့။ပြောမယ်ဆိုရှင် Ugarte တယောက်တည်းကိုပဲခြံခဲ့တယ်။ဒီနေ့သားက M shape ဆိုပြီးတော့မှတွေ့ရလိမ့်မယ်။ဆိုတော့ okay M shape တို့ W shape တို့ဆိုတာက ပြီးခဲ့တဲ့ metro system တွေကနေပြီးတော့မှလာတာအဲ့ metro system ဆိုတာကလည်းနည်းနည်းလေးအခြေခြေပြီးပြောမယ်ဆိုလို့ရှိရင်ဒီနေ့ခေတ်မှာမြင်နေရတဲ့325တို့235တို့ဆရှိတာတွေကဒီ metro system ပေါ်မှာပဲအခြေတည်ပြီးတော့မှအာဖြစ်တည်လာတာ Manchester United က Bay Face မှာဆိုလို့ရှိရင်လည်းဒါမျိုးပုံစံတွေကိုတော်တော်များများမှမြင်ရတယ်အာဒီပုံမှာဆိုလို့ရှိရင် Manchester United က W shape ကိုမြင်ရလိမ့်မယ်အဲ့ဒီ W shape ကအဓိကအားဖြင့်တော့ဒီ pivot ကစားသမား2ယောက်စလုံးက deep မှာရှိနေတယ်ဆိုလို့ရှိရင် United ရဲ့ shape က w shape so okay အဲ့လို m shape formula ဒါမှမဟုတ်ရှင် w shape formula ဆိုတာကအဓိကဆုံးဖြတ်ရတာကဟောဒီဒီ progression zone ကြီးမှာဆုံးဖြတ်ရတာအဲ့ဒီလိုဆုံးဖြတ်ဖို့အတွက်ဆိုလို့ရှင်အရေးပါတာက pit fork ကကစားသမားတွေရဲ့ tactical discipline နဲ့အတူတူပဲကျွန်တော်တို့ဒီမှာရှိနေတဲ့ winger winback ကစားသမားတွေပေါ့နော် winback ကစားသမားတွေရဲ့ tactical discipline ကအရေးပါတာ ဆိုဒီဝိမက်ကသာသမားတွေကဘယ်အချိန်ဘယ်နားမှာဘယ်လိုရှိရမယ်ဆိုတာက BFA အတွက်အရေးအပါဆုံးသော Ruben Amorim ပေါ်ခြင်းတဲ့ပုံစံပဲဆိုတခါတည်းမှာဒီ progression ဆုံးမှာ Manchester United က I'm shape ပဲဖြစ်ခြင်းဖြစ်နေတယ်ဒါမှမဟုတ် W shape ဖြစ်ခြင်းဖြစ်နေလိမ့်မယ်ဆိုတော့ဒါက Ruben Amorim သွားခြင်းတဲ့ပုံစံဒါပေမဲ့ Manchester United ကအဲ့ပုံစံကိုအပြည့်အဝမြင်ရသလားဆိုလို့ရှိရင်တော့မမြင်ရဘူးမမြင်ရတဲ့အတွက်ကြောင့်မလို့မင်းညာတော့က Manchester United ရဲ့ကစားဟန်မှာဆိုလို့ရှိရင် BFA ကနေပြီးတော့မှာ ိုင်နယ်သက်ဆုံးလဲကိုဘောလုံးချင်းချောင်းမှုဆိုတာကကြီးကြီးမားမားတစ်ခုမှကိုမရှိခဲ့တာအရင်ကြီးလုံးမဖြစ်တော့ဘောဒါကိုဒီမှာသလို့ရှင်တစ်ချက်တွေ့ရတယ်မန်ချက်စတာယူနိုက်တက်နဲ့ BFS ကလည်းပုံဖော်ဖို့အတွက်ကြိုးစားတယ်ကစားသမားဒီမှာသလို့ရှင်ရင်900လောက်ထိရှိတယ်ဒါပေမဲ့ဒီနေသားကနေပြီးတော့မှကြော်ထွက်ဖို့ဆိုတာကဒီရဲ့ progression ဆုံးမှလွတ်နေတဲ့ဒီဆော့နော့ကအမ်ရှိတ်ပေါ့နော်အမ်ရှိတ်ထဲမှာလွတ်နေတဲ့ကစားသမား၂ယောက်ဖြစ်တဲ့ Bruno ရဲ့ Erisson ရဲ့ နှစ်ယောက်ထဲကတစ်ယောက်ကိုပြီးလို့ရှိရင်လွတ်ပြီဒါပေမဲ့ကစားသမားအနေနဲ့အဲ့ဒီအတိုင်းတာကိုမပြီးနိုင်တာတွေမြင်ရတယ်မပြီးနိုင်တော့ဘာဖြစ်တယ်လဲဆိုတော့ဘောလုံးကနောက်ကိုပြန်ပြီးတော့မှရှောက်တယ်ဆိုတော့အဲ့ဒီလိုပုံစံမျိုးနဲ့ပဲ Manchester United ကတပွဲလုံးအတိုင်းတာမှာ ball retention တွေဖြစ်နေတယ်ဘောလုံးကရှေ့ကိုရောက်တင်းတော့မရောက်ဘူးရောက်ပြီဆိုလို့ရှိရင်လည်း final သွန်းဆုံးနဲ့မှပြတ်တယ်ဒါပေမဲ့ Manchester United ကအားအသာဆုံးအချက် Ruben Amorim အနေနဲ့ဒီ Manchester United ကိုကင်တွယ်ပြီးနောက်ပိုင်းမှာ ောင်းကောင်းမြင်လာတာဒီနောက်ပိုင်းမှာ results တွေအရာတက်လာတာကအဲ့တော့အခုလိုမျိုး m shape ပြောင်းလိုက် w shape ပြောင်းလိုက်ဆိုတော့ bf face တွေကြောင်းမလို့ဆိုတာတဲ့အဓိကပင် transition တွေကြောင်းမလို့ဖြစ်တယ်ဒါကိုဒီမှာသလို့ရှင်တစ်ချက်မြင်ရလိမ့်မယ် united အနေနဲ့ pricing ပြီးထားတယ် pricing ပြီးတဲ့ဘောလုံးကိုပြန်ရရတယ်ရတဲ့အချိန်မှာ manchester united ကတိုက်စစ်ဆင်လိုက်တယ်3 vs 3ဆိုတဲ့အနေဒါတကူရှိသွားတယ်ဒီနေသားတစ်ခုကနေပြီးတော့မှ ghana ချိုကတုံ့ပြန်သွားတယ်တော်တော်လေးကိုမှညံတဲ့ဂိုးမျိုးဒါပေမဲ့ဒီနေသားမှ ghana ချိုကလူချွန်သွားခဲ့လို့ manchester united တို့ အာဂိုးမရခဲ့ဘူးဆိုတော့ okay ယူလက်လက်ရခဲ့တဲ့ဂိုးတွေအကုန်လုံးကိုပြန်ကြည့်မယ်ဆိုလို့ရှင်လဲသုံးခုစလုံးက transition ကနေလာတာပဲဖြစ်တယ်ဒီမှာဆိုလို့ရှင် Manchester United က BFA စဖို့အတွက်ကြိုးစားနေတယ်ပြီးတော့လို့ရှင်ရင်ကျွန်တော်တို့ M shape ဆိုတဲ့ပုံစံကိုပုံစံပေါ်ဖို့အတွက်ကြိုးစားနေတာကိုမြင်ရလိမ့်မယ် okay အဲ့နေတာတစ်ခုကနေပြီးတော့မှဘောလုံးကိုရှေ့ကိုပြီးတယ်ဒါပေမဲ့ဒီရဲ့ဘောလုံးက center forward ကစားသမားကလက်ခံရမှာမဟုတ်ဘဲနဲ့ ီ Erasing ကလက်ခံရမှာအဲ့ဒီလမ်းကြောင်းကိုပြီးနိုင်မှသာလင်ကိုဒီရဲ့ BFS က Ruben Amorim ရဲ့ system အတိုင်းဘောလုံးကချက်ချင်းတက်မြေမှာ switch play ဖြစ်မှာဒါပေမဲ့အဲ center forward ကသာသမားစီကိုပြီးတယ် Hotland ကဘောလုံးအထင်းသိမ်းမှာအဲ့တလောက် GT ကောင်းနေတဲ့ကသာသမားမျိုးမဟုတ်ဘူးဒီဘောလုံးကိုဆုံးရှုံးသွားပြီဆုံးရှုံးသွားတဲ့နေထားတစ်ခုမှသလို့ရှိရင်အဲ Bruno Fernandes အနေနဲ့ဒီဘောလုံးကိုပြန်ပြီးမှ line နိုင်ခဲ့တယ် line နိုင်ပြီးတော့မှဒီဘောလုံးကိုအဲ Mazraoui နဲ့ညီတယ် Mazraoui ကနေမှတစ်ဆင့် Ugarte ရတယ် Ugarte ကနေမှတစ်ဆင့် Bruno C ကိုပေးလိုက်တယ် ဘရူနိုကနေမှဟော့စ်လန်ရဲ့ပြေးလမ်းကြောင်းတွေကိုချပေးပြီးတော့မှဟော့စ်လန်အနေနဲ့ဒါကိုတူးတယ်အဆုံးသက်ပြီးတော့မှကန်သွန်းသွားခဲ့တယ်ဆိုတော့ဒီအနေထားကိုပြန်ကြည့်ရအောင်ဆိုတော့ဒီနေထားမှာတို့ရှင်မန်ချက်စတာယူနိုက်တက်ရဲ့ Librarian Pass ပေးနိုင်မှု Librarian Pass ပေးနိုင်မှုတွေမှာဆိုလို့ရှင် Manchester United မှာအားကိုးရတဲ့ကစားသမားတွေရှိတယ်အဲ့ဒီကစားသမားတွေက Martinez Martinez ဆိုလို့ရှင်ရ Librarian Pass တွေကိုတော်တော်များများပေးနိုင်တာကိုမြင်ရတယ်ဒါပေမဲ့ Martinez မရှိတဲ့နောက်ပိုင်းမှာ ဒီလိုမျိုး attacking line ကကစားသမားစီကို line breaking pass direct ပေးနိုင်တဲ့ကစားသမားကဒီတယောက်ပဲရှိတာကိုမြင်ရလိမ့်မယ်ပြောချင်တာက wide area ပတ်ချံကိုရိမ်းနေ switch play တွေကိုပြီးနိုင်တာက casmero တို့ mazrawi တို့ဒီလိုကစားသမားမျိုးတွေကောင်းကောင်းပြီးနိုင်တယ်ဒါပေမဲ့လည်းအထောင်တိုက်စစ်မှုစီကို direct ပြီးတဲ့လုံးဝဘယ်လိုပြောမလဲ line breaking pass တွေက မာတီနက်စ်ကဘရူနိုရဲ့ဒီနှစ်ယောက်ထဲကနေပဲအဓိကထွက်နေတာကိုမြင်ရလိမ့်မယ်။ဒါကရိုဘင်မော်ရင်းနဲ့အရန်ကြီးအားရချင်စရာတော့မဟုတ်ဘူး။ဒါပေမဲ့ဒီကစားသမားတွေရဲ့ character ကိုတုံးနိုင်နေဆိုတာကိုတော့တဖြည်းဖြည်းချင်းမြင်လာရပြီ။ဆိုတော့ system တင်းမှာတဖြည်းဖြည်းချင်းနဲ့တော့ဝင်နေပြီလို့ပြောရလိမ့်မယ်။ဆိုတော့ဒီကနေ Manchester တွေကပထမဆုံးကိုရတယ်။ဆိုတော့ဒုတိယမြောက်ကိုဒုတိယမြောက်ကိုမှ Manchester United ကပုံဖော်ထားတဲ့ပုံစံက deep ကိုပို့ပြီးတော့မှဆင်းတယ်။ဒီနေ့ထားမှ Manchester United ကလူစားလဲပြီးသွားပြီ ဘလူးကိုလိုက်ဒစ်ကိုဆင်းလာတယ်ဆင်းလာပြီးတော့မှ BFS ကိုတိဆောက်ပေးတယ်ဒီနေသားတစ်ခုမှယူလိုက်တဲ့ကေကစားဟန်က2 3 5ဆိုတဲ့ face မျိုးကိုသွားခဲ့ပြီးဒီနေသားမှာအာမက်ဇရိုဝီနေနဲ့ switch play ကစားတယ် switch play ကစားတဲ့လန်ချောင်းမှဆိုလို့ရှိရင်လည်း download စီကိုချက်ချင်းတက်ပြီးတော့မှရောက်တယ် download ကဒီလိုနေသားမျိုးကိုချက်ချင်းတက်ပြီးတော့မှအဆုံးသတ်နိုင်တဲ့နာဆိုပေမဲ့ဒီဘောလုံးကိုဆုံးဆုံးသွားခဲ့ပြန်တယ်ဆောကတော့လည်းဘောလုံးကိုမဇရာဝီပြန်ရတယ်အဲ့ဒီကနေမှတစင်ဘလူးနိုနဲ့တွဲတယ်ထိုဘီကောလာဘလူးနိုနဲ့တွဲတယ်ဒီကနေပြောမှာ ဘရူနိုရဲ့ဘောလုံးကဂါနာချိုစီရောက်တယ်ဂါနာချိုကဒုတိယမြောက်ဖြစ်စေမဲ့ဂိုးကိုတွန်လိုက်တယ်ဆိုတော့ transition ကနေပဲဘောလုံးကပြန်လာတယ် transition ကနေပဲ manchester united ကဒုတိယမြောက်ကိုကိုထပ်မံရရှိသွားပြန်တယ်တတိယမြောက်ကိုတတိယမြောက်ကိုလည်းထုတ်တူပဲလက်ပစ်ဘောရရတယ်ဒီရက်လက်ပစ်ဘောကို leicester ကသာသမားတွေဒါစီရဲ့အကုန်လုံးကခေါင်းပေါ်မှာပဲဒါပေမဲ့နောက်ပိုင်းမှာဆွေစည်းရဲ့ခြေထဲကိုရောက်တဲ့အချိန်မှာဘောလုံးကအောက်ကိုကျလာတယ်ဂျိုရှုစီစီရဲ့ဒီယာဒီအကောင်းဆုံးချက်လက်ကဘာလဲဆိုတော့ဒါမျိုးပုံစံဘောလုံးကိုသူအားတာတဲ့နေရာကိုသူကောင်းကောင်းသိတယ် သူ့အားသာတဲ့နေရာကခြေကွင်းထဲမှာအောက်ထဲမှာခေါအောက်မှာသူရန်အားသာရဆိုတော့သူသိတယ်ဒီတို့ကြောင့်မလို့ဘောလုံးသူစီရောက်ပြီဆိုတော့ねအမြင်နဲ့အောက်ကိုခြားဖို့အတွက်ကြိုးစားတယ်အဲ့ဒါလို့အောက်ချလိုက်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အသင်းပေါ်ကစားသမားရဲ့လည်းကစားရတာ comfort ဖြစ်သွားတယ်ဒီနေသားမှာ customer က switch play ကစားလိုက်တယ် dialogue စီကိုရောက်တယ် dialogue ကဒီမှာတော့ one vs one ဖြစ်သွားနိုင်ခဲ့တယ်ဒါပြီးတော့မှဒါကိုခတ်ပတ်ပြီးတယ်ဒီရဲ့ဘောလုံးကို Bruno Fernandes ကအဝေးကနေလှလှပပကန်တုံပြီးတော့မှ United ကတက်တက်မြောက်ကိုရသွားတယ်ဆိုတော့ရသွားတဲ့ ဂိုးစလုံးကိုကြည့်မယ်ဆိုလို့ရှိရင် Manchester United နဲ့ transition တွေကနေကြည့်ပဲရသွားခဲ့တာဆိုတော့ BF face မှာဒီလိုမျိုး W shape M shape ပုံစံမျိုးစုံနဲ့ပုံဖော်နေသည့်တိုင်အောင် Manchester United က BF face တွေမှာအရင်ကြီးအားမကောင်းသေးဘူးဆိုတာကိုမြင်ရနိုင်မယ်ဒါပေမဲ့ defense line မှာတော့တော်တော်လေးကိုအားကောင်းလာတာမြင်ရတယ်ဥမာပြပထမပိုင်းမှာဆိုလို့ရှိရင် Haven ရဲ့ယုံကြည်မှုရှိတဲ့ပုံစံနေဒုတိယပိုင်းမှာဆိုလို့ရှိရင် Dilett ရဲ့ block တွေတကယ်ကိုမှကောင်းမွန်ခဲ့တယ်ဒါပေမဲ့ဒီပွဲစဉ်ကနီစနစ်ပိုင်းရအရင်ကြီး အားရခြင်းစရာကောင်းသလားဆိုလို့ရှိရင်တော့အရင်ကြီးအားရခြင်းစရာမကောင်းဘူးအာမန်ချက်စတာယူနိုက်တက်အနေနဲ့အစောပိုင်းပွဲစဉ်တွေမှာရိုဘင်မိုရင်းရဲ့၁၂လပိုင်း၁လပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်အသင်းသီးတွေပေါ့နော်ကိုယ့်ထက်အားနည်းတဲ့အသင်းတွေနဲ့တွေ့ပြီးဆိုလို့ရှိရင်ယူနိုက်တက်ကဘောရီတန်ရှင်များများနဲ့ဘောလုံးကင်ထားတယ်စင်တာဘက်ကစားသမားကနေပြီးမှ line breaking pass ပေးမယ်ဒီလိုပုံစံဘက်ကိုသွားရဲဆိုပေမဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တော့သူတို့ရဲ့ United ကစားသမားတွေရဲ့အားသာတဲ့ transition တွေကနေပြီးတော့မှ twin goal တွေရယူလာနိုင်တာကိုမြင်ရတယ်။ဒါကတော့အားရကျင်စရာအချက်ပဲ။ဒါပေမဲ့ ် BFS တင်မှာတော့ Manchester United ကအားရကြင်စရာမကောင်းသေးဘူးအာ BFS ကိုရန်ကြီးအားပြုလုံသွားလို့ရှိရင်လည်း United က Reserves တွေကရိမ့်ရိုင်သွားပြန်ရောဆိုတော့ဒီပုံစံကတော့ Ruben Amorim နေနဲ့ယာတီကုံနဲ့ထိတုံးမဲ့ပုံစံမျိုးဘက်မှာသွားပြီးမှရိမ့်နေလို့ထင်တယ်ဒါပေမဲ့ဒီ Leicester နဲ့ပွဲမှာ United ကစားဖို့ကအလုံးစုံအားရကြင်စရာကောင်းခဲ့သလားဆိုလို့ရှိရင်တော့မကောင်းခဲ့ဘူးဒါပေမဲ့ Ruben Amorim သွားခြင်းနဲ့လမ်းကြောင်းတစ်ခုကိုတော့ကျွန်တော်မြင်ရတယ် BFS မှာ အာ၃ယောက်တန်းတင်မယ်နောက်တန်း၃ယောက်ကရှိမယ်ဒါပြင်ကိုတစ်ခါတည်းမှာကိုသမားနဲ့ပူပေါင်းလိမ့်မယ်အဲ့ဒါပြီးသွားလို့ရှိရင်ဒီ midfield line မှာရှိနေမယ် central midfield ကစားသမား၂ယောက်ရယ် attacking midfield ကစားသမားတွေက၁ယောက်ရယ်ပြီးသွားလို့ရှိရင် wing back ကစားသမား၂ယောက်ရယ်အဲဒီဟာတွေပေါင်းပြီးတော့မှ m shape w shape ပုံဖော်လိမ့်မယ်ဒီကနေပြီးတော့မှ bfs တွေတည်ဆောင်မယ်ဒီကနေမှ united အနေနဲ့အာဘောလုံးကို progression zone ကြီးတဲရမယ် progression zone ရောက်ပြီးဆိုရင်တိုက်ခိုက်မယ်ဆိုတော့ဒါမျိုးပုံစံကို manchester united စီမှာ လာမယ့်ရာသီဆက်ပြီးအောင်မြင်ရဖို့အတွက်လည်းရှိတယ်။ဒီပုံစံကလည်းတော်တော်လေးကိုမှလက်ရှိနေထားမှာကစားသမားတွေအနေနဲ့လိုက်နိုင်ဖို့အတွက်ရာခိုင်နှုန်းလည်းများနေပြီလို့ပြောလို့ရတယ်။ဒါပေမဲ့ကစားသမားဖြည့်တင်မှုလိုအပ်တယ်။ I'm shape ပုံပုံမှလား W shape ပုံပုံမှလားဒါတွေကိုကစားသမားတွေကအာသူတို့ရဲ့ကစားနေရင်တန်လန်းနေကိုအလိုလိုတီးစိတ်ကနေပြီးတော့မှ tactical discipline ကရှိကိုရှိနေရမှာဒါပေမဲ့ဝင်းဘက်ကစားသမားစီမှာအားနည်းမှုတွေအများကြီးမြင်ရတယ်ဥပမာပြန် dialogue အဲဘယ်ချမ်းမှကစားလို့ရှိရင်လုံးဝဘာမှ လှုပ်လို့မရတာတွေမြင်ရတယ်သုံးလို့မရတာတွေမြင်ရတယ်အာညာဆိုင်ရောက်ပြီဆိုလို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့မှကောင်းလာတော့ကိုမြင်ရတယ် attacking ပို့ပြီးလိုက်နိုင်တာကိုမြင်ရတယ်အာမဇာရာဝီဆိုလို့ရှိရင်ဒီပွဲစဉ်မှာဆိုလို့ရှိရင်နေရာ3နေရာလောက်ကိုကစားသွားခဲ့ရတယ်အာ right wing back ပြီးတော့လို့ရှိရင် left center back ပြီးတော့ရှိရင် right center back 3နေရာလောက်ထိကိုကစားသွားခဲ့ရတယ်ဆိုတော့ Ruben Amorim ရဲ့ကစားဟန်ပုံဖော်မှုတွေကိုကျွန်တော်တဖြည်းဖြည်းချင်းမြင်လာရပြီလို့ပဲပြောရလိမ့်မယ်လို့ထင်တယ်ဒီပွဲစဉ်ကဆိုတော့ အာပြီးခဲ့တဲ့ပွဲစဉ်မှာကစားခဲ့တဲ့အကြောင်းအရာလည်းရှိတော့ရှိတယ်ဆိုပေမဲ့လည်းဒီပွဲစဉ်တပွဲစဉ်တည်းအတွက်ပြောမယ်သလိုရှိရင်အာ United က BFS မှာတော့အားရချင်တာမကောင်းသေးဘူးဒါပေမဲ့ Ruben Amorim နဲ့အရင်တုန်းကလည်းမျိုး BFS ကိုအရင်ကြီးအားကိုးနေရာမျိုးမဟုတ်တော့ဘဲနဲ့ transition တွေဘက်ကိုလွတ်လွတ်လပ်လပ်ကစားဝင်ပြီးလာတာတွေကိုမြင်ရတယ် United ကစားသမားတွေကအားသာချက်တွေကိုတဖြည်းဖြည်းချင်းထုတ်ယူလာနိုင်တာကိုတွေ့ရတယ်ကစားသမားတွေရဲ့ characteristic ကို Ruben Amorim နဲ့တဖြည်းဖြည်းချင်းဖမ်းမိလာပြီလို့ထင်တယ်ဒါပေမဲ့ ဝင်ပတ်အနေထားတွေမှာတော့အားနည်းချက်တွေရှိနေတော့မယ်ပြီးတော့လို့ရှိရင် United က transition တွေမှာအားသာနေစေပဲဆိုတော့အာဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကကျွန်တော်တူဦးလေးလုပ်ချင်တဲ့ discussion ဖြစ်ပါတယ်ဆိုတော့တယောက်နဲ့တယောက်ကွဲပြားတာတွေတော့အများကြီးရှိနိုင်မယ်လို့ထင်တယ်အာကွဲပြားတာတွေကိုလည်း comment နဲ့မောင်းရဆွေးတော့ကြလို့ရပါတယ်ကျွန်တော်တို့အာနောက်ထပ်နေ့စနေပိုင်းကြမှာပဲထပ်ပြီးတော့မှတွေ့ကြပါဘော